မင်္ဂလာပါဂျွန်လ24ရက်သမစမပရိုင်တိုင်းမစမသတင်းအစီအစဉ်ကနေကြိုဆိုပါရစေဒီစီစဉ်ကိုကျမဂျူချန်းကတောင်းယူတင်ဆက်ပေးသွားမှာပါအခုပထမဆုံးသတင်းကောင်းစဉ်တွေကိုကြည့်အောင်ပါဘီလာရုစ်နိုင်ငံကိုဒုတိယအကြိမ်နေနဲ့စစ်ကောင်းဆောင်ထတ်သွားမှာဖြစ်ပါတယ်အစ္စရေးအီရန်အပြစ်ရဖို့အခြေအနေမရေမရာဖြစ်နေပါတယ် TNL နဲ့ SSPP တို့ကြားပြစ်ခတ်မှုထပ်ဖြစ်ပါတယ် ကန်တော့စခန်းသိမ်းတိုက်ပွဲအတွက်မှာ PLA ဖမ်းဆီးရမိတဲ့သူတွေအထက်မှာကလေးစစ်သားနဲ့ပေါ်တာဆွဲခံရသူတွေပါဝင်ပါတယ်။လာဘူးဘူအယုတ်ကုမ္ပဏီပိုင်ရှင်ကတရုတ်ရဲ့ဆယ်ရောင်းမြောက်အချမ်းသာဆုံးဖြစ်လာပါတယ်။ဒီသတင်းနဲ့အပါအဝင်တခြားရေးကြီးသတင်းတွေနဲ့နောက်ဆုံးရရွှေဈေးငွေဈေးတွေကိုလည်းစူးစီးတင်ဆက်ပေးသွားအောင်ပါရှင်။အနာသိမ်းဆက်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမြောင်းလိုက်ဟာရုရှားမဟာမိတ်ဘီလာရုစ်နိုင်ငံတမရရဲ့ဖိတ်ကြားချက်အရလာမယ့်ရက်ပိုင်းအတွက်မှာဘီလာရုစ်ကိုထတ်သွားမယ်လို့ဆက်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။ အရိခရီးစဉ်အတွက်မှာစစ်ကောင်းဆောင်ဟာစတုထအကြိမ်ဥရောပအာရှစီးပွားရေးဖိုရမ် EEF 2025တက်ရောက်မှာဖြစ်တယ်လို့ဘီလာရုစ်သမ္မတနဲ့တီးတန့်တွေ့ဆုံသွားမှာဖြစ်ပြီးတော့နှစ်နိုင်ငံအစိုးရကြားစီးပွားရေးလုံခြုံရေးဆိုင်ရာမဟာဗျူဟာမြဥပေါင်းဆောင်ရွက်ရေးလှုပ်ဆောင်သွားမယ်လို့ဖော်ပြထားပါတယ်စကောင်းဆောင်ရဲ့ပြီးခဲ့တဲ့မတ်လရုရှားခရီးစဉ်မှာလည်းဘီလာရုစ်ကိုတွားရောက်ခဲ့ပြီးတော့တမ်ရလူကာရှန်ကော့ ဘီလာရုစ်ဝန်ကြီးချုပ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအပါအဝင်အစိုးရအဖွဲ့ဝင်တွေနဲ့တွေ့ဆုံပြီးတော့စီးပွားရေးလုံခြုံရေးဆိုင်ရာနဲ့ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်တွေဆွေးနွေးခဲ့ပါသေးတယ်။ဒါအပြင်ဘီလာရုစ်နိုင်ငံအနေနဲ့သူတို့ကျင်းပမဲ့ရွေးကောက်ပွဲကိုအားပေးထောက်ခံတယ်လို့လည်းစစ်ကောင်စီကဆိုထားပါတယ်။အခုဒုတိယအကြိမ်တွားရောက်မဲ့ဘီလာရုစ်ခရီးစဉ်မှာတော့စက်ကောင်စီအဖွဲ့ဝင်တွေအစိုးရအဖွဲ့ဝင်ဝင်ကြီးတွေနဲ့စစ်ဘက်နယ်ဘက်ကအစစ်မြင့်အရာရှိတွေလိုက်ပါသွားမယ်လို့ဖော်ပြထားပေမဲ့နမယ်စင်းတွေတော့မပါဝင်သေးပါဘူးရှင်။ ထိတ်တန့်ရောက်နိုင်ငံတကာသတင်းတပုတ်ကိုဆက်ကြည့်အောင်ပါအပြက်ခတ်ရစဲရေးဆိုင်ရာပထမဆုံးသတ်မှတ်ချိန်ကုန်လွန်ပြီးတဲ့နောက်အီရန်ဒုံးကြီးတွေအစ္စရေးကိုထပ်မံပြစ်ခတ်ခဲ့တာကြောင့်အပြက်ခတ်ရစဲရေးအခြေအနေကမတိမချာမရေမရဖြစ်နေပါဗျ။အီရန်ကကာတာမှာရှိတဲ့ American စစ်အခြေစိုက်စခန်းတစ်ခုကိုဒုံးကြီးနဲ့တိုက်ခိုက်ပြီးတဲ့နောက်မကြာမီမှာအစ္စရေးနဲ့အီရန်တို့ဟာပြပြဝဝအပြက်ခတ်ရစဲရေးကိုသဘောတူညီခဲ့ကြောင်း American သမ္မတဒေါ်နယ်ထရမ့်ကကြေညာခဲ့ပါဗျ။ အီရန်နျူကလ িয়ার စခန်းတွေကိုအမေရိကန်ကဘုံကျဲတိုက်ခိုက်ခဲ့တာကိုလက်တုပ်ပြန်တဲ့အနေနဲ့အဲ့ဒီတိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်တာပါအဲ့ဒီတိုက်ခိုက်မှုကြောင့်အ ਨੇ ဆုံးလူလေးယောက်သေဆုံးပြီးတော့၈ယောက်ဒဏ်ရာရခဲ့ကြောင်းအစ္စရေးရဲ့ကယ်ဆယ်ရေးဝန်ဆောင်မှုတွေကပြောပါရယ်။ Iran News ကနေကိုအမေရိကကဘုံကျဲတိုက်ခိုက်ခဲ့တာကိုလက်တုပ်ပြန်တဲ့အနေနဲ့ Iran ကကာတာမှာရှိတဲ့ American စစ်အခြေစိုက်စခန်းတစ်ခုကိုဒုံးကျည်နဲ့တိုက်ခိုက်ပြီးမကြမီမှာအစ္စရေးနဲ့ Iran တို့ပြပြဝဝအပြစ်ခတ်ရစဲရေးကိုသဘောတူညီခဲ့ကြောင်း Trump ကကြေညာခဲ့တာပါ။ ဒါပေမဲ့အစ္စရေးကထရမ့်ရဲ့အပြစ်ခတ်ရစဲရေးကြေညာချက်ကိုအတိမတ်ပြုတာမရှိသေးပါဘူး။ဝါရှင်တန်စံတော်ချိန်တကောင်ရန်လောင်းမှာစတင်မဲ့ပြစ်ခတ်ရစဲရေးဟာစစ်ပွဲကိုတရားဝင်အဆုံးသတ်စေမယ်လို့ထရမ့်ကကြေညာထားတာပါ။အီရန်ကိုသူ့ရဲ့တိုက်ခိုက်မှုတွေကိုရပ်တန့်ဖို့တောင်းဆိုထားတဲ့ပြစ်ခတ်ရစဲရေးရဲ့ပထမအဆင့်ပြီးဆုံးပြီးတနအီကျော်အကြာမှာပြည်ရချိန်အသက်ဝင်နေပြီဖြစ်ကြောင်းထရမ့်ကထပ်ပြီးတော့သတိပေးထားပါရယ်။ ။အစ္စရေးကပြစ်ခတ်တိုက်ခိုက်မှုရက်စက်ရေးကိုအတိမပြုသေးပေမဲ့အခုသတင်းရတဲ့အချိန်အထိတိုက်ခိုက်မှုတွေကိုရပ်တန့်ထားပါရယ်။အစ္စရေးစစ်တပ်ကထရမ့်ရဲ့အပြစ်ခတ်ရစရေးကြေညာချက်အပေါ်မှတ်ချက်ပေးဖို့ညှဉ်းဆန်ခဲ့ပြီးတော့အစ္စရေးဝန်ကြီးချုပ်ဗင်ဂျမန်နေတန်ယာဟုရုံးကလည်းမှတ်ချက်တောင်းခံခြင်းကိုချက်ချင်းတုံ့ပြန်ခြင်းမရှိသေးပါဘူးရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းဘက်ကသတင်းနဲ့ဆက်ချင်ပါသေးတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့နယ်မှာတအံမြို့သားလွတ်မြောက်ရေးတပ်မတော် TNL နဲ့ရှမ်းပြည်တွတ်တရေးပါတီရှမ်းပြည်တပ်မတော် SSPP SSA တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့နှစ်ဖက်တပ်ဖွဲ့တွေကသတင်းထုတ်ပြန်ပါတယ်။မနေ့ကဇွန်လ23ရက်နေ့မှာမိုးမိတ်မြို့နယ်မိုးဟောက်ကျေးရွာအုပ်စုမှာ TNL စစ်ကြောင်းထွက်ကင်းလှည့်နေတဲ့အချိန်မှာ SSPP SSA တပ်ဖွဲ့ကမနေ့ကမနက်7:00နာရီအကျော်မှာတကြိမ်မနက်7:00နာရီ3:36မိနစ်မှာတကြိမ်လက်နက်ငယ်နဲ့ခြုံခိုပစ်ခတ်ခဲ့တယ်လို့ TNL ကဆိုထားပါတယ်။ SSPP SSC ဘက်ကတော့မိုးမိတ်မြို့နယ်တက်ကသူတို့တက်စခန်းရှိတဲ့နေရာကို TNL ကစစ်ကြောင်း၃ကြောင်းနဲ့ထုတ်စစ်စင်ဝင်ရောက်ခဲ့တဲ့အတွက်နှစ်ဖွဲ့တက်ဖွဲ့ကြောင်းအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ဆိုထားပါတယ်။ဂျွန်လ၁၉ရက်နေ့တုန်းကလည်း TNL တက်ဖွဲ့ဘက်ကအင်အား၂၀၀ကျော်ဟာမိုင်းလုံးမိုးကုတ်ကနေမိုးမိတ်မြို့နယ်တက် SSPP SSC စခန်းရှိတဲ့မိုးဟောက်ကြီးရွာဘက်ကိုဦးတည်ပြီးတော့ထုတ်စစ်စင်ဝင်ရောက်နေရာချထားခဲ့တယ်လို့ SSPP ကပြောထားပါတယ်။ TNL နဲ့ SSPP တို့ဟာပြီးခဲ့တဲ့ရက်သက်တပတ်ကျော်ဇွန်လ15ရက်ကလည်းကြောင်မဲမြို့နယ်ဟူးစွန်ကျေးရွာအနီးမှာပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတော့အဲ့ဒီဖြစ်စဉ်ကိုနှစ်ဖက်အပြန်အလှန်ဆွဆွဲပြောဆိုထားကြသလို TNL တပ်ဖွဲ့ဝင်2ယောက်သေဆုံးပြီးတော့3ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ TNL ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်ရှင်။ ခုနောက်တစ်ပုတ်အနေနဲ့ပလဲမြို့ကန်နောက်စခန်းသိန်းတိုက်ပွဲမှာဖမ်းဆီးရမိတဲ့စစ်တုပ်ပန်းနေအထက်မှာကလေးစစ်သားတယောက်အပါအဝင်ပေါ်တာဆွဲခံရသူတုံယောက်နဲ့ရဲအရာခံဘိုးတယောက်ပါဝင်တယ်လို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကဖော်ပြထားတဲ့စစ်စေးမင်းမြန်းချက်ရုပ်သံအရာသိရပါဗျ။ဖန်စီခံထားတဲ့စစ်တုပ်ပန်း၄ရောက်ထဲကကိုနေထက်လင်းဆိုသူဟာအသက်၅နှစ်ပဲရှိသေးပြီးတော့ရန်ကုန်မှာအကင်ရောင်းနေရင်ပေါ်တာဆွဲခံရပြီးတော့စစ်ထဲရောက်လာတာဖြစ်တယ်လို့ PLA ရဲ့စစ်စေးမင်းမြန်းမှုကိုဖြေဆိုထားပါတယ်။ ပေါ်တာဆွဲခံရပြည်တဲ့နောက်တောင်တွင်ကြီးစစ်အခြေခံလက်ကျင့်ရတဲ့အမှတ်9မှာတနန်း9လတက်ရပြီးတော့ပခုတ်ကူခလာရ25တက်မှာမုံမန်တနန်းနှစ်ပတ်ထပ်တက်ပြီးတဲ့နောက်တလလောက်အကြာမှာရဟရင်နဲ့ MD ရွာကနေတဆင့်လက်နက်ခရန်ယူပြီးတော့ရှေ့တန်းတိုက်ပွဲကိုရောက်ရှိလာတာဖြစ်တယ်လို့ကလေးစစ်သားစုဆောင်ခံရသူနေထလင်းကပြောပါတယ် စစ်တုပ်ပန်းဖြစ်တဲ့ကိုစိုးတာဟာလည်းရန်ကုန်အဝေးပြေးကွန်းမှာပေါ်တာဆွဲခံရပြီးတော့ပင်လောင်းမှာအစ်အခြေခံတနန်းကို9လနဲ့တပတ် တက်ရောက်ကပခုတ်ကူမြို့တမတရတက်မှာမောမန်တနန်း2လခွဲတက်ရောက်ပြီးတော့အဲဒီကနေမှတဆင့်ရှေ့တန်းကိုရောက်ရှိလာတာလို့ဆိုပါရယ်ပြည်သူ့စစ်မှုထမ်းနဲ့ပေါ်တာဆွဲခံရတဲ့ရဲကြော်ကြော်ဟာလည်းဘာဒိုရာကတတက်မှာစစ်တနန်းတက်ခဲ့ရပြီးတော့အဲဒီကနေမှတဆင့်တောင်ဝမ်အဆင့်ဆင့်ကြပြီးကန်းနောက်စခန်းတိုက်ပွဲမှာဒဏ်ရာနဲ့ကြံခဲ့တာဖြစ်တယ်လို့သိရပါရယ် ရဲအရာခံဖို့အဆင်ရှိတဲ့စစ်တုပ်ပန်းရှိန်ကိုကိုကျော်ဟာလဲကန်နောက်ကနေအင်မတီဘက်ကိုစုတ်ခွာတဲ့လမ်းမှာတိုက်ခိုက်ခံရပြီးတော့ဒဏ်ရာနဲ့ကြံခဲ့တာဖြစ်တယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာတိုက်ပွဲမှာဒဏ်ရာရတဲ့သူတွေကိုဆွဲခေါ်ခြင်းမပြုကြောင်းနဲ့အရာရှိတွေကိုပဲပြန်ခေါ်တယ်လို့ဖန်ဆီးရမိတဲ့စစ်တုပ်ပန်းတွေကတညီတညွတ်တဲထွက်ဆိုကြပါတယ် စစ်ကောင်စီရဲ့ကန်နောက်စခန်းကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ဦးဆောင်တဲ့တွန်လင်းပူပေါင်းတပ်ကဇွန်လ2ရက်နေ့မနက်9:00နာရီအချိန်မှာစတိုက်ခဲ့ပြီးတော့ဇွန်လ16ရက်မနက်6:00နာရီခွဲလောက်မှာစခန်းတစ်ခုလုံးကိုသိမ်းပိုက်ရရှိခဲ့တာပါကနောင်ရဲစခန်းဟာအချက်အချာကြတဲ့အာဆီယံလမ်းမကြီးပလဲကံကောလမ်းမိုင်းပေါ်မှာတည်ရှိပါတယ်။အဲ့ဒီလမ်းဟာအိန္ဒိယနိုင်ငံအထိတွာလာနိုင်တာကြောင့်မဟာပြူဟာအရအလွန်ရေးပါတဲ့နိုင်ငံရာလည်းဖြစ်ပါရဲ့ရှင်။ ပေါ်မတ်အင်တာနက်ရှင်နယ်ဂရုကွန်မတီတီထောင်သူဝန်နဲ့ကုမ္ပဏီကထုတ်တဲ့လာဘူးဘူးအယုတ်တွေဟာအာရှဥရောပနဲ့အမေရိကကဆိုင်နေမှာအယောင်းသွက်ခဲ့ပြီးတော့တရုတ်နိုင်ငံရဲ့ထိတ်တန်းဘီလီယံနာဆက်ရောက်စီးရင်တဲ့ကိုပထမဆုံးအချိန်ဝင်ရောက်လာခဲ့ပါတယ်ပေကျင်းအခြေဆိုင်တရုတ်ရဲ့ဥက္ကဋ္ဌနဲ့အမှုဆောင်အရာရှိချုပ်ဖြစ်သူဝင်းနင်းဟာ Forbes ရဲ့လက်ရှိဘီလီယံနာစာရင်းမှာတရုတ်နိုင်ငံရဲ့ဆယ်ယောက်မြောက်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာတာပါ။ အသက်38နှစ်ရှိပြီဖြစ်တဲ့ဝန်နေဟာ Portmart Company ရဲ့ရှယ်ယာပိုင်ဆိုင်မှုအရ American Dollar 22.8ဘီလီယံအသက်တင်ချမ်းသာကျွဲဝကနိုင်ငံရဲ့ထိတ်တန်းတထိအဆက်ဆက်မှာအသက်အငယ်ဆုံးတထိလည်းဖြစ်လာပါဗျ။ပေါ်မတ်ရဲ့ဟောင်ကောင်စည်ရင်သွင်းထားတဲ့ရှယ်ယာဈေးနှုန်းဟာအခုနှစ်မှာ3%ဆတက်ပြီးတော့ဟောင်ကောင်ဒေါ်လာ290ဒေါ်လာအမေရိကန်ဒေါ်လာ34.40ဒေါ်လာကျော်လွန်သွားပါတယ်။ ဟောင်ကောင်ဘွားပကြီးပညာရှင်ကာဇင်လောင်ဒရဇဇိုင်းထုတ်ထားတဲ့ကုမ္ပဏီရဲ့လာဖို့ဖို့အရုပ်တွေကို American Poster Rihanna အဆိုရာဒီယာလီပါနဲ့တောင်ကိုရီးယား K-pop မိန်းကလေးဖွဲ့ဖြစ်တဲ့ Blackpink Lisa အပါအဝင်ကမ္ဘာတော်မှာရှိတဲ့နာမည်ကြီးထန်ရှားကျော်ကြားသူတွေကဝယ်ယူဆုဆောင်ကြပါတယ် ပေါ်မတ်ကလာဘူးဘူးရုပ်ရဲ့တတိယမြောက်ဒီဇိုင်းကိုဧပြီလမှာစတင်ထုတ်လုပ်တဲ့အချိန်မှာလန်ဒန်ကဆိုင်ဒီဇိုင်းမှာအယုတ်တယုတ်ကို American Dollar 18ဒေါ်လာကျော်အထိပေးဝယ်ကြတဲ့အယူမှုဆွဲလန်းတဲ့ဝယ်ယူသူတွေကြားအယုတ်ကိုလူရက်ဝယ်ကြရင်ရံမွဲတွေတောင်ဖြစ်ခဲ့ရပါတယ်။ကုမ္ပဏီရဲ့တစ်နှစ်လုံးရောင်းအားဟာ2025ခုနှစ်မှာအရင်နှစ်တွေကထက်90ရာခိုင်နှုန်းကျော်မြင့်တက်ပြီးတော့ယွမ်ဘီလီယံ20ကျော်ရှိမယ်လို့ခန့်မှန်းထားပါတယ်။ ကုမ္ပဏီရဲ့ပြီးခဲ့တဲ့နှစ်ကဝင်ငွေဟာ100ခုနဲ့ရာခိုင်နှုန်းကိုတိုးပြီးတော့ရွမ်း73ဘီလီယံအထိရှိခဲ့ပြီးတော့ကုမ္ပဏီပိုင်ရှင်ရဲ့အမြတ်ငွေဟာ180ရာခိုင်နှုန်းကျော်ထွက်တက်ပြီးတော့ရွမ်း3တသမ1ဘီလီယံအထိရှိခဲ့ပါတယ်ရှင်။နိုင်ငံကသတင်းတပုတ်နဲ့ထက်ဆက်ရရင်တော့ဂါဇာအကူအညီပေးရေးအဖွဲ့ကိုပိတ်ပစ်ဖို့အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကတိုက်တွန်းလိုက်ပါတယ်။ဒီသတင်းအပြည့်အစုံကိုကိုဆိုင်ခက်ကဆက်လက်ပြောပြပေးမှာပါရှင်။ ဆီယာဆွေးမှုတွေမှာပါဝင်ပတ်သက်လာနိုင်ပြီးဖြံပြိုးရေးလုပ်ငန်းတွေမှာလည်းကတောင်ကတင်းဖြစ်နေကလူတွေတေဆုံးနေကြရတာကိုမြင်နေရတဲ့အတွက်လုပ်ငန်းတွေရပ်ဆိုင်းလိုက်ဖို့လူအခွင့်အရေးအဖွဲ့တရားစင်ကျော်ကဂါဇာလူသားချင်းစာနာတဲ့အကူအညီပေးရေးအဖွဲ့ဖောင်ဒေးရှင်းကိုတင်လာနေမှာတောင်းဆိုလိုက်ပါတယ်။ပုပ်လီကပိုင်ဖြစ်သောစစ်ပုံစံတွင်ထားသောအကူအညီဖြံပြိုးရေးပုံစံတစ်ဟာအခိုင်အမာတည်ရှိနေပြီးဖြစ်တဲ့နိုင်ငံတကာလူသားချင်းစာနာတဲ့အကူအညီပေးရေးလုပ်ငန်းတွေနဲ့ ုံစံကွဲပြီးအစွန်ရောက်ပြီးအန္တရာယ်ရှိတယ်လို့အဖွဲ့အစည်း15ခုကပေးပို့တဲ့အိတ်ဖွင့်ပေးစာမှာဖော်ပြထားပါတယ်။အမေရိကန်ကကြောထောက်နောက်ခံပြုထားတဲ့အဲ့ဒီအဖွဲ့ရဲ့ဆောင်ရွက်ချက်တွေဟာသူ့အကူအညီပေးရမယ့်လူတွေကိုအတင်းကျပ်အိုးအိမ်ကရွှေ့ပြောင်းစေပြီးမကြာခဏတည်ဆုံမှုတွေဖြစ်စေတယ်လို့လူကုန်တိုက်ခါကင်းမဲ့မှုကို ဖြစ်ပေါ်စေတယ်လို့သူတို့ကဆိုထားပါတယ်။ အဲ့ဒီလုပ်ငန်းတွေကိုကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းအားလုံးလူပုတ်ကိုတွေနဲ့ GHF တို့ကိုသူတို့ရဲ့လုပ်ငန်းတွေကိုရပ်ဆိုင်ဖို့အဲ့ဒီအုပ်စုကတိုက်တွန်းထားပါတယ်။လှုပ်ဆောင်ဖို့ပြက်ကွက်ခဲ့ရင်ဆေးရသွေးမှုကျူးလွန်ရမှာကူညီခြင်းအားပေးခြင်းတွေကြောင့်ရသွေးအကြောင်းအရာတရားမှအကြောင်းအရာတာဝန်ရှိလာမဲ့အနေရရှိပြီး ဒါမှမဟုတ်ရင်လည်းနိုင်ငံတကာဥပဒေအရစစ်ရာဇဝတ်မှုလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုနိုင်ငံတကာဥပဒေကိုချိုးဖောက်တဲ့လူမျိုးတုံးတက်ဖြတ်မှုအပါအဝင်ရာဇဝတ်မှုတွေမှာကြံ့ရပါဖြစ်လိမ့်မယ်လို့အိတ်ဖွင့်ပေးစာမှာတတိပေးထားပါတယ်အိတ်ဖွင့်ပေးစာပေါ်လက်မှတ်ရေးထိုးထားတဲ့အဖွဲ့အစည်းတွေဟာနိုင်ငံတကာလူ့ခွင့်ရေးဖက်ဒရေးရှင်း FIDH ပါလက်စတိုင်းလူ့ခွင့်ရေးဗဟိုဌာနအမေရိကန်ဖွဲ့စည်းပုံပါအခွင့်အရေးများဗဟိုဌာနအ ိုင်ငံတကာဥပဒေပညာရှင်တွေကော်မရှင်တို့ပါဝင်ကြပါတယ်။အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9နာရီအထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေးစက်သုံးစီဈေးနဲ့စားအုပ်စီဈေးတွေကိုတင်ပြပေးမှာပါ။ဒါတွေကတော့မစ္စမသတင်းတောက်ကိုမြတ်သူရာကစူးစီးတင်ဆက်ပေးမှာပါရှင်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American dollar ကိုစစ်ကောင်စီတတ်မှတ်စဉ်2100ကျပ်ပြင်ပပေါက်စဉ်2620ကျပ် စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စဉ်1629.9ကျပ်ပြင်ပပေါင်စဉ်3618ကျပ်ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စဉ်2433.95ကျပ်ပြင်ပပေါင်စဉ်9383ကျပ်ခိုင်ဘတ်တဘတ်ကိုစစ်ကောင်စီတတ်မှတ်စဉ်63.65ကျပ်ပြင်ပပေါင်စဉ်141.5ကျပ် မလေးရှားတဘင်ကစ်ကိုစစ်ကောင်စီတတ်မှတ်စေ486ဒသမ8ချက်ပြင်ပပေါင်စေ1089ချက်ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါငွေလဲလဲနှုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုံးတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုန်တဲ့အသင်းတတ်မှတ်စေ59သိန်းကျပ်။ပြင်ပပေါ့ဈေး80သိန်း3000ကျပ်။စကားပဲတစ်ချက်သားကိုရွှေကုန်တဲ့အသင်းတတ်မှတ်စေ55သိန်း 3150ကျပ်ပြင်ပပေါက်စီ85ဒိန်5000ကျပ်ပေါက်စီရှိပါတယ်ပေါ်ပြပါရွှေစင်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစင်းတွေကတော့ဒီဇယ်1လီတာကို2500ကျပ်ပရီမီယံဒီဇယ်1လီတာကို3100ကျပ်အော်ဒိန်92တတိတာကို2960ကျပ်အော်ဒိန်95တတိတာကို3030ကျပ် ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါစသုံးစီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစားအုံးစီဈေးနှုန်းတွေကတော့စားအုံးစီတစ်ပိတ်သားကိုစစ်ကောင်စီတတ်မှတ်ဈေး6080ကျပ်၊ပြင်ပပေါက်ဈေး9000ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။သမစမပရိုင်တိုင်းမစမတဲ့အစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါ ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ဒီစီစဉ်ကိုတော့ကျမကျူချမ်းကစူးစိတင်ဆက်ပေးခဲ့တာပါသမစ္စမပရိုင်တိုင်းစီစဉ်ကိုနေစံတနင်္လာနေ့ကနေတောက်ကြနေ့အထိည9နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပရိသတ်တွေအားလုံးဘေးကင်းလုံခြုံပြီးတော့ပျော်ရွှင်စရာအချိန်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။